ဒီနေ့ပြပြတော့မူလဝတ္တန်ဇလပေရာပညာရှင်ဦးထွန်းလွင်သူမကွယ်လွန်ခင်ကမြန်မာနိုင်ငံကလေးအချောင်းကိုသူပြောပြသွားတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုဟိုးရင်နေရတာနားထောင်မိမယ်ဆိုလို့ရှိရင်တော့တော်တော်များများကြိုတင်ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နဲ့အတူတူဆရာကြီးဦးထွန်းလွင်ရဲ့ခမန်းချက်လေးတွေကိုနားထောင်ကြည့်အောင်နော်။ငလင်းနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ငလင်းငယ်ကြီးများများလို့ရင် ငလင်ကြီးကြီးမလုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်။ဒါလည်းဘယ်ပေါ်မှာအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လုတ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ညောခြင်းဖြစ်ပါတယ်။တကယ်တော့ငလင်ဆိုတာမြေတော်နှစ်ခုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့အခါမှာဘေးတိုင်ပွတ်တိုင်ရှိတယ်။တပြေးပြေးပူနီးလာတာရှိတယ်။တပြေးပူဝေးသွားတာရှိတယ်။သုံးမျိုးရှိပါတယ်။ဘယ်လိုမျိုးစံတယ်ပဲတွေ့တွေ့အဲ့ဒီမြေတော်နှစ်ခုရဲ့ကြားမရင်ကျောပေါ်မှာ ညီရောင်ကုတ်ရဲ့ပတ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်။အဲဒီ stress တွေဟာဒဇဇန်နဲ့စုဆောင်းလာပါတယ်။စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမထားနိုင်တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်။အဲဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်။ဒါနဲ့လာတဲ့အတူလဲဆိုရင်တေးပင် ျက်ပေါက်မိတ်ပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာဒီဒီပင်ဟာကျွေးတင်းလာပါတယ်။ဒါတင်းအားပါပဲ stress ပါပဲ။အဲ့လိုဆွဲဆွဲဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေထားရောက်တဲ့ခါမှာဒီဒီပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်။ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြစ်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်။ဒါငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ် သိရမယ့်ချက်ဖြစ်တယ်။မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ်။မြန်မာနိုင်ငံမှာငလင်းအန္တရာယ်အမြင့်ဆုံးဒေသတွေဆိုရလဲကျွန်တော်တို့တွေ့ထုတ်ပြီးသားဖြစ်တယ်။အဓိကအားဖြင့်ငလင်းအန္တရာယ်အမြင့်ဆုံးရှိတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်။အဲဒီဒေသတွေမှာမရင်အများဆုံးလှုပ်လေရှိပါတယ်။ကျန်တဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်။အဲဒီဒေသတွေကတော့ မြန်မာနိုင်ငံမြေပြန့်လွင့်မြင်ဖြစ်တဲ့ ARD မြစ်ကြောတလျှောက်အဲ့ဒီဒေသမှာလည်းငလင်ကြီးကြီးလှုပ်ခုပါတယ်အဓိကအဖြစ်ငလင်ကြောကြီး၅ခုရှိပါတယ်ဟိုးအနောက်ဖက်ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လယ်ရေပြင်အောက်မှာငလင်ကြောတစ်ခုရှိပါတယ်ရခိုင်ငလင်ကြောလို့ပဲခေါ်ကြပါတယ်အခြေဘက်ကိုလာလိုက်ရင်မြန်မာပြည်ရဲ့အဓိကငလင်ကြီးကြီးအပြည့်စင်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ ငလင်ကျော်ကတော့အေယောင်ကြီးမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမခွေထိရောက်အောင်ရှည်လျားတဲ့စကိုင်းငလင်ကျော်ဖြစ်ပါတယ်အဲဒီနောက်အရှိဘက်ကိုကူးသွားရင်ကြောက်ကြမ်းငလင်ကျော်အဲဒီနောက်တန်လွင်ငလင်ကျော်အဲဒီနောက်မြန်မာပြည်မြောက်ဖက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်အကောင်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးကြီးတော့အများများရှိပါသေးတယ် အဓိကအချက်ကတော့ဒီငလင်ကြောကြီးချိန်မှာ နောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်။ဥပမာအဖြစ်သခိုင်းငလင်ကြောကြီးမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်နေပြီဖြစ်ပါတယ်။ဆိုလိုတာကတော့ငလင်ကြီးတစ်ခုအချိန်မီလုပ်နိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်။ဒါသတိထားမယ်အချက်တစ်ခုဖြစ်ပါလေ။မြန်မာနိုင်ငံမှာ ငလင်လှုပ်တဲ့အခါမှာအားကောင်းဆုံးငလင်လှုပ်တဲ့နေရာနဲ့အပြည့်စင်အများဆုံးငလင်လှုပ်တဲ့နေရာတို့ဟာတက်တန်တင်မကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျောဟာတောင်ကျန်းငလင်ကျောပေါ်မှာလှုပ်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအနည်းကဖြတ်သွားပါတယ်ဒါမဲ့အပြည့်စင်အသေးပြောက်ဆုံးချုံမှုမများပါဘူးအပြည့်စင်အသေးပြောက်ဆုံးချုံမှုအများဆုံးငလင်ကြီးက စကိုင်းငလင်ကျောပေါ်မှာပဲလှုပ်ကြပါတယ်။အဲ့လိုလှုပ်တဲ့အခါမှာပျက်စီးများတဲ့အကြောင်းတွေရှိပါတယ်။စကိုင်းငလင်ကျောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်။ဆိုလိုတာငလင်လှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်။အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာပျက်စီးများတာပါပဲ။စကိုင်းငလင်ကျောမှာလှုပ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေ အဲ့ဒီလှုပ်တဲ့ငလင်းကအနက်တိန်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံးခုနှစ်ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်များတာပါပဲအပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်းကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးကထူထပ်ဆုံးဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေကစကိုင်းငလင်းကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်။မန္တလေးအမရပုရ နောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝရီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးနေရာစကိုင်းငလင်ကျောပေါ်မှာရှိပါတယ်လူရည်ကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကျောဖြစ်တယ်အဲ့ဒီစကိုင်းငလင်ကျောရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓတရှိဖို့လိုပါတယ် ။ငလင်းနဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအသေးပြောက်အများကြီးဖြစ်ပါတယ်။ငလင်းလှုပ်လို့တည်တာကဘယ်တော့မှမများပါဘူး။ဒါပေမဲ့ငလင်းလှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖြစ်ပြီလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့တည်ရတာကအများလေးရှိပါတယ်။ဒီတော့ငလင်းရဲ့အသေးပြောက်ဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်။အဲဒီဒေတာဟာမြင်မာတဲ့အဆောက်အညရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်။ဒါကြောင့်မို့အထူးသဖြင့် မြန်မာရဲ့တိုက်တာအဆောက်အဦတွေစောက်သမျှအဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းလင်းဆိုင်ရာ engineer အတတ်ပညာမပါဘဲစောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအန္တရာယ်ပိုကြီးပါတယ်ဥပမာအဖြစ်တောင်တွင်းကြီးငရင်လုံးတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့ဒေသများအလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့ဒေသကြီးပါပဲအဲဒီပြိုကျတဲ့နေရာမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ငံတွေ ညံကတ်တိုက်တွေများပါလေအဲ့ဒီညံကတ်တိုက်တွေမှာအုံနိုင်ရံနေလောက်ထားတဲ့ခါမှာအုံနိုင်ရံများရင်အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတင်းသားနဲ့ဘောင်ကော့တက်တဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်ဟာ၈ပြီ၆ပြီလောက်အကျယ်ရှိပါလေအဲ့ဒီတည်းမှာအုပ်စီထားပါလေအဲ့အုပ်စီတဲ့ခါမှာလဲအုံနဲ့တင်းသားနဲ့ကြားမှာໄຂမြင်းအောင်လှုပ်လေရှိတဲ့ဂျာလီဆိုတဲ့ပုံမိုໄຂမြင်းနိုင်တဲ့အစီအမံများလည်းမရှိပါဘူး ဲ့တော့ငရင်လုတ်တဲ့ခါမှာအဲ့ဒီအင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့ညမှာအိတ်နေတဲ့လူတွေပေါ်ပြီလို့တရားတာဖြစ်ပါတယ်။ဒါနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ခံ့မှုနဲ့လူရဲ့ကြိုတင်ကောက်မှုအတိအာအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုရင်ပြလို့ရင်ဖြစ်ပါတယ်။ဒီကုန်းကျုပ်အနေနဲ့2016ခုနှစ်မှာငလင်တွေကဆင်လာတိုင်းကျိုးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုကမ္ဘာကြီးကလည်းတနည်းနည်းပုံပြီးပူးနေတယ်အခု2015ခုနှစ်ကကမ္ဘာသမိုင်းမှာအပူဆုံးနှစ်ဖြစ်ခဲ့တယ်ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်းနေထပ်မံလှုပ်ဖို့ဆိုတာကတော့ထေချာတဲ့လှုပ်တစ်ခုလိုပဲဆိုနေပါတယ်ဒါပေမဲ့လှုပ်တဲ့ငလင်းနေဟာအင်အားမကြီးရင်တော့တမန်အာနင်းငယ်အာတင်တင်စသဖြင့်တနည်းပြော research scale 6တဲ့မကြော်ရင်တော့အပြည့်စည်နေရပါတယ်များသောအားဖြင့်တော့ဒါပေမဲ့6ကြော်ရင်တော့ အပျက်စီးရှိတတ်တယ်ဒါလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာတည်နေခြင်းဖြစ်ပါတယ်ညီကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျူတင်ခမန့်လို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးနေပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံလုံကဲကဲမရှိဖို့ ਨੇ အရာရာဟာ အသိပညာကဥဆောင်နေဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်နဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့တကြွနားလေသူများရဲ့လမ်းညွှန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်